ဒီဖုန်းလေးကတော့ Infinite Hot 60i လို့ခေါ်တယ်။ပြောရရင်ဒီကောင်လေးက Infinite brand နဲ့မှာမှဈေးသက်သာဆုံး Hot series ကိုမှအနောက်ကနေအိုင်အသေးလေးတွေကပ်ပါလာတယ်မော်တယ်။အခုလေးရင်ကျွန်တော်လက်ထက်ရောက်တာဆိုတော့ first impression ဘယ်လိုရှိလဲဆိုတာကို showcase လုပ်ပေးမယ်။ review တော့မဟုတ်ဘူးဗျာ။ကြည့်ပါအောင်ဗျာ။ပြောလို့ပြောတာမဟုတ်ဒီဇိုင်းကလုံးဝရိုးရှင်းကြောက်မော်နေရတယ်။ဗမာပြည်ကိုဒီကောင်လေးက version 3မျိုးဝင်မယ်ပေါ့နော်။4128ရဲ့6128ရဲ့8256ရဲ့ဆိုပြီး3မျိုးနဲ့လာမယ်။ဒီဇိုင်းကလာအနေထားတော့တွေ့ရတဲ့အချိန်ကောင်လေးက color pop ဒီဇိုင်းလေးတွေဖြစ်တဲ့အတွက်အခုလိုမျိုး ်ရောင်စုံများတခြားလုံးရောင်လေးတွေရမယ်ကာလာရွေးချယ်မှုအနေနဲ့လည်းကျွန်တော်6ရောင်ကြီးရှိတဲ့အတွက်လုံးဝဟိုကာလာ choice ကတော့အများကြီးပဲဗျာတိလား 7.7 mm ပဲရှိရတဲ့အတွက်ဒါတော်တော်လေးပါရတယ်မှာလည်းပါတယ်ပေါ့နော်အဲ့ဒါကမှ 188g ပဲရှိရတဲ့အတွက်ဒီဖုန်းကပေါ့တယ်တယ်မှာလည်းပါသေးတယ်ဘက်ထရီက9160 mAh ကိုမှ 45W fast charging နဲ့လာမယ်အဲ့ဒါကမှ Infinix ကတော့ဒီကောင်းရဲ့ဘက်ထရီက9နှစ်ထိအသုံးခံမဲ့ဘက်ထရီလို့ကြွေထားတယ်ဘက်ထရီအကြောင်းသေးသေးကိုတော့ကျွန်တော် full review ရရင်ဆက်ပြီးတော့ဆန်းပေးမယ်ဒီကောင်းရဲ့ display ဆိုရင်လည်းတော်တော်လေးကြီးရတယ်မှာပါတယ်7.7 inch တောင်ရှိတာဗျအဲ့ဒါကမှ IPS LCD 720p 120Hz ရမယ်ပေါ့နော် အဲကျွန်တော်တို့ binance အနေနဲ့ဆိုရင်လည်း hbm မှာ900 nits ရမယ်900 nits ဆိုတာကသူ့ရဲ့ဈေးထဲမှာတော့ဒါပုံမှန်ပဲလို့ပြောလို့ရတယ်ဒါပေမဲ့2025နောက်ပိုင်း phone တစ်လုံးအတွက်ကကြာတော့ကျွန်တော်ကတော့ 1080p လောက်ကြည့်တော့ပါသေးခြင်းနေပြီကျန်တာကတော့ fine ပါပဲဗျအဲသူ့ရဲ့ chain လေးကတော့ထုံးစံတိုင်းနည်းနည်းလေးထူမယ်ပေါ့နော်ကင်မရာဘက်မှာဆိုရင်ကျွန်တော်တို့50 megapixel အဲ့ဒါကမှ wide angle lens main camera အနေနဲ့လာမယ့်ကောင်းပေါ့နော်အဲ့ကောင်က auto focus auxiliary lens လို့လည်းသိရတယ်တခုတော့ကောင်းတာကဒီကောင်ကကင်မရာတစ်လုံးနဲ့ဆိုပေမဲ့သူ့ရဲ့ resolution output ကအရင်သူ့ဈေးတန်းဖုန်းတွေလို 1080p မဟုတ်တော့ပါနဲ့ 1440p ဖြစ်လာတယ် 50 megabit ကကြာတော့ထုံးစံအတိုင်းကျွန်တော်တို့ဒီဈေးနှုန်းဖုန်းတွေရဲ့စံနှုန်းတစ်ခုတိုင်းပါမယ်ပေါ့နော်အဲ့ဒါကမှသူ့ရဲ့ quality ဆိုရင်လည်းဒီဈေးနှုန်းဖုန်းတွေရဲ့ quality နဲ့အတူတူပဲပြန်ရမယ်အသေးစိတ်ကိုတော့ကျွန်တော် full review ဆိုင်ဆက်ပြီးတော့ပြောပေးမယ်အခုတော့ကျွန်တော်ရဲ့ headphone တွေကိုတစ်ချက်ကြည့်ကြည့်ပေးပါဦးဆဖီမာကကြတော့အိမ်မက်ကပဲပဲပါတယ်ဆိုပေမဲ့လေအဲ့ဆဖီဗီဒီယို recording မှာကျွန်တော်တို့ 2K 30ထိရတယ် ီကောင်ရဲ့ design နဲ့အယောင်တွေကတော့ပြောရမယ်ဆိုရင်လောကညင်းရက်ဆရာမရှိအောင်လာတယ်ပေါ့နော်ဒီလိုမျိုးခက်ရိုးရိုးရှင်းရှင်းနဲ့ elegant ဖြစ်တဲ့ design ကိုဒီစီတန်းမှာကျွန်တော်လိုက်ရှာခြင်းနဲ့ဆိုရင်တော့မဖဏပါသွားနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာပြည်မှာဆန်ဆတဲ့ဖြစ်တဲ့ SOC အပိုင်းမှာတော့ဒီကောင်ကအရင်ကြီးမမြင့်ဘူးလို့ပြောရမယ် Helio G81 Ultimate ဆိုတာကဒီစီတန်းမှာတော့ဆန်နောက်တစ်ခုလို့သတ်မှတ်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့က performance အသားပေးသုံးကျင်နေဆိုရင် Infinite Note 50လောက်ထိတက်ဝယ်တာကောင်းတယ်ဒါပေမဲ့လည်းဒီဖုန်းမှာကဖုန်းပြောစာဖို့လောက်ကတော့ကောင်းကောင်းလုပ်လို့ရတယ်ကျွန်တော်ကပို့ပြီးတော့ကောင်းတာသုံးကျင်ပြောတာ ပြောဖို့မရောမလို့ဒီစည်းတန်းထဲမှာကျွန်တော်တို့ gyroscope ပါလား gyroscope ပါလားဆိုပြီးတော့မေးတတ်တဲ့ခိမာယူတက်ပေါ့နော်ဒီဖုန်းမှာက gyroscope ပါပါတယ်အဲ့ဒါကိုမှကျွန်တော် NFT ပါလာတဲ့အတွက်စမတ်ချက်ကြလဲသုံးလို့ရမယ် stereo speaker လည်းပါတယ်ဆိုတော့ရုပ်ရှင်ကြည့်မလား gain ဆော်မလားပေါ့နော်ဒါ stereo speaker လေးထဲမှာသုံးရင်လည်းဆိုရဲသူတွေတော့အဆင်ပြေတယ် official IP rating 6040ပါတဲ့အတွက်ကျွန်တော်တို့တာမန်ရေးဆိုရေးစင်းတာတွေကိုခံနိုင်တဲ့အပြင်ဖုံတန်းသဲတန်တွေကိုလည်းအတော်တန်းခံနိုင်တယ်။အဲဒါကောင်က 1.5m draw test ကိုအချိန်ချင်းဆန်းသက်ထားတာဖြစ်တဲ့အတွက်ဒါပြုတ်တာကြာတာတွေချစ်တာပြူတာတွေကိုခံနိုင်ရှိတယ်လို့ Infinite ကတော့ပြောထားတယ်။ဒီဖုံက၄သိန်းအောက်ဆိုပေမဲ့ AI feature တွေလည်းစုံတယ်လို့တူးတက်ဈေးပိုကြီးတဲ့ model တွေနဲ့အတူတူဖြစ်အောင်လည်းထည့်ပေးထားတယ်။ AI ကကြတော့လူတိုင်းနဲ့ရင်းနှီးနေပြီးသားမလို့ကျွန်တော်အထူးတည်းတော့ထပ်ပြီးတော့ရှင်းပြမနေတော့ဘူးပေါ့နော်။ဒါပေမဲ့တခုရှိတာကကျွန်တော်တို့ဒီလောက်ပဲဈေးပေးပြီးဘွားကမယ်ဆိုရင်တော့မှ AI feature တွေပြန်ရသေးရဲ့ဆိုတာမဆိုးပါဘူး။ အခုဒီဘေးကမြင်ရတဲ့အစင်ရောက်ဘတန်လေးကဂျာတော့ကျွန်တော် adaptive one tap AI button လို့ခေါ်တယ်တစ်ချက်နှိပ်လိုက်တာနဲ့ကိုကသူ့ထဲမှာရွေးချယ်ပြီးတော့ထည့်ထားတဲ့ function ကိုတန်းပြီးတော့ပွင့်သွားမယ်ပေါ့နော်အသေးစိတ်အလုပ်လုပ်ပုံကိုလည်းကျွန်တော်နောက်ဗီဒီယိုတိုင်းထပ်ပြီးတော့စမ်းပေးမယ်အဲ့ဒီမှာက app တစ်ခုတည်းကိုရွေးလို့ရတာမဟုတ်ဗျာကိုကူအထိထည့်ထားလို့ရတယ်ဗောနော်ပြောရမယ်ဆိုရင်တော့ shortcut အနေနဲ့သုံးတာဗောဗျာကဲ first impression ကတော့ဒီလောက်ပဲဒီကောင်က full review ကြရင်ကင်မရာပို့ပြီးတော့စမ်းမယ်ဘက်ထရီပို့ပြီးတော့စမ်းမယ်အဲ့တော့မှ gain နည်းနည်းထပ်ပြီးတော့ sort ကြည့်မယ် မိုဘိုင်းလီဂျင်လောက်ကိုနိုင်တယ်ဆိုရင်တော့ဒီကောင်ကဆရာကြီးဖြစ်သွားမှာပေါ့နော် first impression အနေနဲ့ပဲသုံးသပ်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီ data နဲ့မှာ design ဘိုင်းရရွေးချယ်ခြင်းနဲ့ဆိုရင်တူထက်လာတဲ့ကောင်ကတော်တော်လေးကိုရှားသွားလိမ့်မယ်အဲ့ဒါကမှကျွန်တော်120 hash layer ရမယ် durability လည်းဖြစ်တယ်အဲ့ဒါကမှ fashionable ဖြစ်တဲ့ကောင်လေးလည်းရလိမ့်မယ်ပေါ့နော်ကဲဒီနေ့ video လေးကတော့ဒီလောက်ပါပဲ full review ကိုဆက်ပြီးတော့ဆောင်ကြည့်ပေးကြပါအောင်ကျွန်တော်ကတော့အောင်တမ်းပါအဆုံးထိကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်